က္ကသိုလ်ခြေလျင်နှင်းတောင်တဲ့အသင်းတဘာဝခေါ်တန် Foundation ကအဖွဲ့ဝင်ရှိဦးဟာမြန်မာနိုင်ငံနဲ့အရှိတောင်အာရှမှာအမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ခါကာပူရာဒီရေခဲတောင်ကိုတက်ရောက်ဖို့ကချင်ပြည်နယ်ပူတာအိုမြို့ကနေ2014ခုနှစ်ဇူလိုင်လ31ရက်နေ့မှာခြေလင်ခီးစတင်ထွက်ခွာခဲ့ပါလေ။တောင်တက်အဖွဲ့ဝင်တွေဟာအတက်စင်းကျန်းတဲ့ဘာဘူးလုံးနှံတောင်နဲ့ဝိုက်ပီယာစီတောင်တွေအပါအဝင် နောင်မော်မြို့နယ်ပန်းနန်းနေမြို့နယ်ခွဲတွေကိုကျော်ဖြတ်ပြီးတဟွန်နန်းကြီးရွာကိုဩဂုတ်လ17ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။တဟွန်နန်းကြီးရွာဟာမြန်မာနိုင်ငံမြောက်ဖြားပိုင်းကတိဘက်လူမျိုးတွေနေထိုင်တဲ့နောက်ဆုံးလူနေကြီးရွာဖြစ်ပါတယ်။ဆန်နေတို့ရောနေ။အေးဆန်နေဘူးမဟုတ်ဘူး။ဘုချင်းပဲကလာချင်းပါတယ်။တောင်တက်ဖွဲ့ဝင်တွေဟာခီးဆက်လက်ထွက်ခွာဖို့အတွက်ဒီကြီးရွာမှာ၃ရက်အနားယူပြီး လိုအပ်တဲ့ရိတ်ခါနဲ့တောင်တက်ရမှာအသုံးပြုမဲ့ပစ္စည်းတွေကိုပြန်လည်စစ်ဆေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တောင်တက်အဖွဲ့ဟာတဟွန်နှန်းကြီးွာကနေအမြင့်မေ13200မှာရှိတဲ့ခါကာဘူရာဒီရေခဲတောင်ကြီးစခန်းကိုရောက်ဖို့လင်းညအိပ်ပြီး9ရက်ကြာခီးဆက်လက်ထွက်ခွာခဲ့ရပါတယ်။ဘူတာအိုမျိုးကနေတဟွန်နှန်းကြီးွာထိသွားရတာဟာ ျန်းနှန်းခတ်ခဲ့ပေမဲ့လူသွားလန့်ရှိပြီးတဟွန်နှန်းကြီးရွာကနေခါကာပူရာစီတောင်ကြီးကိုသွားရတဲ့အခါမှာတော့လမ်းမရှိတာကြောင့်ဒေသခံလမ်းပြအကူအညီနဲ့အနေရများပြီးအလွန်မဆောက်တဲ့ကြောက်ကဘာတွေရှို့မြောင်တွေရေစီးတန်တဲ့ခြောက်မောင်းများစွာကိုဖျက်သန်းခဲ့ရပါတယ်တောင်ကြီးစကန်းကိုရောက်ရှိတဲ့အချိန်မှာတော့ တဘာဝခေါ်တန်ဖောင်ဒေးရှင်းအဖွဲ့ကအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူတို့နှစ်ဦးဟာခါကာပူရာတီတောင်ထိပ်ကိုတက်ရောက်ဖို့အတွက်ဩဂုတ်လ22ရက်နေ့မှာတောင်ကြီးစကန်ကနေစတင်ထွက်ခွာပြီးကျန်တဲ့အဖွဲ့ဝင်6ယောက်ကတော့တောင်ကြီးစကန်မှာပဲအဖွဲ့ဝင်နှစ်ဦးတောင်ထိပ်ကိုအောင်မြင်သွားတက်ရောက်နိုင်ဖို့အတွက်လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေစောင့်ရွက်ခဲ့ရပါတယ်။ဆယ်ပင်စကားမိတဲ့ပုံဘုရား။ဘောမခွာနေတာဗျာ။ကျောင်းရောက်ပြီးသား။ ခါကပူဝါသီတောင်ကျဲရာသီဥတုဟာအချိန်နဲ့အမျှအပြောင်းလဲတွေရှိနေပြီးရေကဲမှန်နာအထိအေးတဲ့ရာသီဥတုဖြစ်ပါတယ်။အပူချိန်အပြင်အနေဆုံးအပူချိန်ဟာ3.5ဒီဂရီစင်နီဂရိတ်ကနေ40ဒီဂရီစင်နီဂရိတ်အတွင်းမှာရှိပါတယ်။ဒီတောင်ကျဲစကန်ကနေဆက်လက်ထွက်ခွာလာတဲ့ရေကဲကလေးရှိယာတွေနဲ့85ဒီဂရီနဲ့80ဒီဂရီလောက်မတ်စောက်တဲ့ရေကဲနံရံတွေကြောက်နံရံတွေကိုဖျက်ဆီးရတာကြောင့်တောင်တန်းနီးပညာကိုအပြည့်အဝသုံးပြီးတောင်ထိပ်ကိုတက်ရောက်ရတာဖြစ်ပါတယ်။ ခါကာပူရာဒီတောင်ထိပ်ကိုတောင်တက်အသင်းကကိုအောင်မြင့်မြတ်နဲ့ကိုရံမင်းသူတို့နှစ်ဦးသာထိတ်ဆုံးအထိရောက်အောင်တက်ကြတာဖြစ်ပါလေသူတို့အခြေစိုက်စကန်းကမထောက်ခါကင်မှာအဖွဲကောင်းဆောင်ကိုအောင်မြင့်မြတ်ကအခုလိုပြောခဲ့ပါလေမင်္ဂလာပါတဝါခေါ်တဲ့ဖွဲ့သားများနေ့နော်နိုင်ငံသားများကျွန်တော်တို့ဒီနေ့22ရက်8လ2024ဒီကာဝရာဒီတောင်ချီရနေပြီးတော့တောင်ထိပ်ထက်မဲ့အစီအစဉ်ကြီးကျွန်တော်ဒီနေ့စတက်ပါမယ် တောင်ထိပ်ကိုဘယ်ချိန်ရောက်မလဲဘယ်ဘက်ကသွားမလဲဆိုတော့ကျွန်တော်တို့ဓာတ်ကြီးတမှတ်ထားရရောရှိပါတယ်ဒါပေမဲ့အမြင်နိုင်တဲ့ခက်ခဲတဲ့ခန်းတွေအများကြီးရှိနေတာကိုလည်းတွေ့ရပါတယ်အဲဒီမနေ့ဆိုရင်ကျွန်တော်တို့မနေ့ဒီနိုင်လောက်ထားပြီးတော့ပြင်ဆင်တာအခုချော့နိုင်20ရှိပါတယ်ဥမာချော့ဖို့ ready ဖြစ်ပါတယ်ကျွန်တော်တို့ ဖွဲ့ဝင်တွေအားလုံးလည်းဒီမှာဆေးရောကူတော့အားပြီးပုံနေကြပါတယ်ကျွန်တော်တို့ကျွန်တော်နဲ့အဝေအမင်းတို့နဲ့တောင်းထိတ်ကိုဒီနေ့ဆက်ပြီးတက်မယ်အရေးတုံလာနိုင်လဲဆိုတော့ ကျွန်တော်ကြိုတင်ခံမှန်းသားအထက်ပို့ပြီးတော့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ပြီးတော့ကျွန်တော်စိတ်ထဲမှာပြင်ဆင်လာပါတယ်။အထက်တော့ဘုဒ္ဓဒီစင်ကနေဝါရဝါနာပြီးတော့အောင်မြောင်ကျူးသားမယ်ဆိုရက်ဇာဝင်တော့စိတ်ကောစောင်းနေရှိတော်တို့တက်ကျွန်တော်တက်ခဲ့ဘူးကအဲ့တော့ဒါဒီပြညာအပြည့်အဝသုံးပြတ်မှတောင်းနေတယ် လက်ကျင်နာခဲ့တာရှိပြီးပုံနဲ့လည်းဒါဒီကိစ္စကတော့ဘယ်လိုလုပ်ဘယ်လိုပုံမှာအဲ့ဒါကြောင့်ဘောလုံးကျူးတာမော်ဘောလုံးမဲရည်ရင်ကြည့်ပါပြောတော့မိပါရီရောဆရာဆရာမလေးဘောင်းရောဆံပက်စတောင်းမိတော့တဘာဝတရားရဲ့အတားအစီအခက်အခဲ အီခဲနေတဲ့ရာသီဥတုနဲ့ခက်ခဲကြမ်းတမ်းတဲ့တောင်ထိပ်ကိုရအောင်တက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့နှစ်ဦးဟာဩဂုတ်လ31ရက်နေ့ညနေ4:25မိနစ်အချိန်မှာခါကာဘူရာသီတောင်ထိပ်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါလေ။အဲဒီလိုတောင်ထိပ်ရောက်ရှိချိန်မှာတောင်ကြီးကအပွဲနဲ့ဆက်သွယ်ရေးဆက်ကနေတဆင်နိုင်ငံတော်တချင်းနဲ့တောင်တက်အသင်းတချင်းတွေကိုပြိုင်တူတည်ဆောက်ခဲ့ပြီးအောင်ပွဲခံခဲ့ပါလေ။ မနာဘာကျေးဇူးပါလဲဘာယူစရာလေ့ကျင့်တွေရှိသည်မောပန်းဆွမ်းနဲ့တန်းခဲ့ပါပြီကောင်းကြီးတွေတို့ချေွားအောင်မှရှိသည်တော်ပါများခီးရောက်ပြီးတို့အောင်ပြီကောင်မြတ်မြတ်နဲ့ကိုရံမင်းသူတို့နှစ်ဦးဟာတောင်ထိပ်ကနေပြန်အစင်းမှာအခြေဆိုင်စကန်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေတာဒီနေ့ဆိုရင်23ရက်မြောက်ရှိပြီဖြစ်ပါတယ်။ပျောက်ဆုံးနေသူနှစ်ဦးကို True Foundation ဥက္ကဋ္ဌဦးတေသကိုတိုင်ဦးဆောင်ပြီး American, Nepal, တရုတ်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာချီလင်းရှာပွေရေးအဖွဲ့ကနေရှာပွေနေတယ်လို့အမြင့်ပေ2000ကျော်ပြန်တန်းနိုင်တဲ့ထိုင်းနိုင်ငံကရဟန်းရင်တွေငားရမ်းပြီးဝင်းဟင်အဖွဲ့တွေခွဲပြီးရှာပွေနေသေးဖြစ်ပါတယ်ခင်ဗျာ။